ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ့် episode 40နေ့မှာတော့လူရီစီကားနေရဲ့လမ်းတစ်ခုကိုပြတ်ထားပြီးတော့မိုးရီကလည်းအသေးအံရွာနေခဲ့ပါတယ်ကြိုချင်ပါပဲမိုးရီဒီလောက်ရွာနေရကိုကြီးမဆောင်ပဲနေသူ့ကိုယ်သူမင်းသားလိုလိုပါလိုလိုလုပ်နေတဲ့ကောင်ဘေးနားကနေကျော်ကြီးကအယမ်းမြန်တဲ့အချိန်နဲ့ဖြတ်သွားခဲ့ပါတယ်ချိုးနောက်ကြီးကပါကျော်ကြီးနောက်ကနေဒရက်ဆက်လိုက်နေခဲ့ပါတယ် ီလိုနဲ့ပဲဂျေးနဲ့ဂျိုးတို့ကလမ်းပေါ်မှာလူတွေအများကြီးရှိနေရတော့သူတို့တွေကြားကနေတယောက်နဲ့တယောက်အသေးအံပြန်ဆိုင်နေကြပါတယ်အရာကြောင့်ပဲဂျိုးကြီးကဂျေးကိုအခုတွေကသူ့နောက်ကနေဆက်မလိုက်နိုင်အောင်ဒီအခြေအနေကိုအသုံးချပြီးတော့တခခုလောက်ရမယ်ဆိုပြီးတော့တွေးနေခဲ့ပါတယ်ချိုးချီမှာပဲအတွဲတည်းကသူ့ရှေ့မှာဘွားကနေပေါ်လာတာကြောင့်စကစ်ဆွဲပြီးတော့ရှောင်းလိုက်ရပါတယ် ြီးကတော့လူရီကြားထဲကနေပဲကျော်ကြီးကိုနောက်ကနေထက်ချက်မကွာလိုက်နေခဲ့ပါတယ်။ဒီလိုနဲ့ကျော်ကြီးကသူ့နာတစ်ပြေးပြေးရောက်လာပြီးဖြစ်တဲ့ကြီးကိုအခုချိန်မှာလမ်းတွေက မိုးရွာတွေနဲ့အရန်ချောနေရကြောင်းပြန်ဝဲတုန်းကလူထူးထူးဆန်းဆန်းစကစ်တွေရှောက်လုံးနေမျက်နှာနဲ့လမ်းမနဲ့ဝမ်းဆက်ဖြစ်သွားလိမ့်မယ်ဆိုပြီးတော့လမ်းပြောနေခဲ့ပါတယ်။ဒါပေမဲ့ကျော်ကြီးကတော့ဒီလမ်းကြောင်းနဲ့အသားကျနေပြီးသားဖြစ်တဲ့ပြင်ကြီးကိုအနိုင်ယူဖို့မိုးရွာတာကလေသူ့အတွက်လက်နက်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ကျော်ကြီးက သူရှိမှကားစည်းဘူကနေစင်းလာဖို့လုပ်နေတဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်။အာနဲ့ထိုကားရဲ့တကားကိုဖြွင့်ခဲ့လိုက်ပြီးတော့နောက်ကထက်ချက်မကွာလိုက်လာတဲ့ဂျီကိုထိုတကားနဲ့တိုက်မိအောင်လှုပ်လိုက်ပါတယ်။ဒီလိုနဲ့နောက်ကနေလိုက်လာတဲ့ဂျီကလည်းကားတကားနဲ့တိုက်မိတော့မှဖြစ်တာကြောင့်ချက်ချင်းပဲစကစ်ဆွဲလိုက်ပြီးတော့ကားတကားကိုရှောင်းလိုက်ပြီမယ်။သွားနေတဲ့လမ်းမကြီးကမိုးရီတွေနဲ့ချောနေရကြောင်းဂျီလည်းစလစ်ဖြစ်သွားပြီးတော့စပိန်မောက်သွားခဲ့ပါတယ်။ တဖက်မှာလည်းမိရကချိုနေမှာဘာလို့မိုးတွေအရန်ရွာနေရလဲမသိဘူးဆိုပြီးတော့တပ်ပုံစရာစီဂျီကူပြောပြနေခဲ့ပါတယ်စီဂျီကလည်းမိရကိုသူကလည်းအိမ်လိုက်ဖို့မှဖြစ်တာကြောင့်စိတ်မပူဘူးနဲ့ဒီတစ်ခေါက်သူတို့ရိုက်ခဲ့တဲ့တပ်ပုံတွေမှာအရင်ကတည်းပိုကောင်းတယ်ဆိုပြီးတော့သဘောကျစွာပြန်ပြောနေပါတယ်ခုနောက်မိရကလည်းရုပ်ရည်ကြီးသူအခုမော်တယ်လုပ်နေတာကိုဆက်ပြီးတော့မလုပ်ချင်တော့ဘူးဆိုပြီးတော့ပြောပြလိုက်ပါတယ်မိရလည်းကျောင်းမှာသူ့ရဲ့ကောလာဟာလာတွေကို ပြန်ကြားနေရတာကြောင့်စိတ်ဆင်းရဲနေခဲ့တာဖြစ်ပါတယ်။စီဂျေကလည်းအခုလိုအရှင်ကောင်းနေတဲ့အချိန်မှာမီယာကနားတော့မယ်ဆိုပြီးတော့ရုတ်တရက်ကြီးထားပြောလာတာကြောင့်ပြဿနာတစ်ခုခုများရှိလို့လားဆိုပြီးတော့မေးလိုက်ပါတယ်။မီယာကတော့ဒီလုပ်ငန်းကသူနဲ့အဆင်မပြေလို့သာဖြစ်ကြောင်းမပွင့်တပွင့်နဲ့စီဂျေကို ပြန်ပြောလိုက်ပါတယ်။ဂျီတို့ရဲ့အိမ်ဘက်မှာတော့ဂျီအမေကြီးကမီနူးကိုခေါ်ပြီးတော့ဂျီအခုလိုတွေပြောင်းလဲလာတာ မေနူးတို့နဲ့စပ်ပြီးတော့ပေါင်းမသာဖြစ်လာကြောင်းနဲ့လူငယ်တွေအနေနဲ့ကိုရှိရေးတွေရော နောက်ရေးတွေရော ကြည့်ဖို့ပြောနေပြီးတော့ဘယ်ပေါင်းစုံကနေဆုံးမဩဝါဒချနေခဲ့ပါလဲမေနူးလေအခုချိန်မှာတော့ကြည့်ရဲ့ဘဝကြီးကိုသူကိုယ်တိုင်ဝင်ရောက်ခံစားနေရပါပြီ ကြည့်ရဲ့ညီကတော့ဒရဇတ်လွတ်နေတဲ့သူ့အမိကိုကြည့်ပြီးတော့သူ့မိသားရဘာလွတ်ရင်တနိုင်ကန်လန်းကရဘာတွေတော့သမင်းငတ်ကုံတော့မှာပဲဆိုပြီးတော့တွေးနေခဲ့ပါတယ်ကျွန်တော်ကြည့်အမိက မင်းနူးနဲ့သူတို့အိမ်မှာရောက်နေရကြာပြီးဖြစ်တာကြောင့်မနေ့ပြန်သူ့မိဘတွေစီကိုပြန်ဖို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့မင်းနူးကတော့ကျွန်တော်အခုပဲထွက်သွားလိုက်ပါမယ်အန်ဒီ။အခုလိုကျွန်တော်ကိုစောက်ရှောက်ပေးထားတဲ့အတွက်ကျေးဇူးပါ။ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ကြိုချိန်မှာတော့ဂျေးအမေလေအခုချိန်မှာမိုးရီကြွားနေရကြောင်းမနေ့ပြန်မှသာပြန်ဖို့ပြောလိုက်ပါတယ်။မင်းနူးလေအခုလိုအချိန်ကြီးမှာသူလဲဆက်ပြီးတော့မနေချင်တော့တာကြောင့်ညရွင်ချင်းထွက်သွားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ကြည့်ရညီကလည်း မေနူးထွက်သွားတော့မယ်ဆိုတာကြောင့်ဝမ်းနေသွားပြီးတော့အကိုအကိုတကယ်ပဲထွက်သွားတော့မလားဆိုပြီးတော့မျက်နှာငယ်လေးနဲ့ပြောနေခဲ့ပါတယ်အခုချိန်မှာတော့မေနူးလည်းသူတို့အိမ်မာနေရအတော်အသင့်ကြာသွားပြီဖြစ်တာကြောင့်ကြီးရဲ့ညီကလည်းမေနူးကိုတန်ရောစင်ဖြစ်နေခဲ့ပါပြီမေနူးလည်းစိတ်မကောင်းဖြစ်သွားတဲ့ကြီးရဲ့ညီလေးရဲ့ခေါင်းကိုပို့လိုက်ကဘာတခုံးမှပြန်မပြောတော့ဘဲနဲ့ထွက်သွားလိုက်ပါတယ်ပြန်ဘွဲဘက်မှာတော့စောနကစပိန်မောက်သွားတဲ့ကြီးကပြန်ထလာပြီးတော့ ဘေးနားကကားပိုင်ရှင်ကလည်းကြည့်ကိုအစဉ်ပြေးရလားလို့မေးနေခဲ့ပါတယ်။ဒါပေမဲ့ကြည်ကတော့ဘာမှပြန်မပြောဘဲနဲ့အခုချိန်မှာကျော်ကြီးကိုဘလို့ပြန်လိုက်ရင်ကောင်းမလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျော်ကြီးနဲ့ဆိုင်ကယ်သမားကကြည်ကိုပြန်လိုက်မလာနိုင်တော့မူထင်နေတာကြောင့်သွားနိုင်ကိုအေးဆေးသွားနေခဲ့ကြပါတယ်။ဆိုင်ကယ်သမားကလည်းပြန်ဝဲမှာဆောက်ရံကျမ်းပါတယ်ဆိုတဲ့ကောင်းလေ။အခုတော့ဘာတတ်နိုင်သေးလဲဆိုပြီးတော့ပြောနေခဲ့ပါတယ်။ကျော်ကြီးကလည်းဘွဲကအစွဲကြီးပြီးသွားတာကြောင့် တော်တော်ပြင်းဖို့ကောင်းသွားပြီဆိုပြီးတော့ပြောနေကြပါတယ်ကျွန်တော်ဆိုင်ကယ်သမားကကျော်ကြီးကိုအေးအောင်အဲ့ဒီထက်တန်ကြောင်းသားကိုမင်းကဘလို့မှမနိုင်နိုင်ဘူးဆိုပြီးတော့မင်းကူကပြောတယ်ဆိုမင်းကူကလည်းဘာကိုကြည့်ပြီးတော့ရှောက်ပြောနေမှမသိဘူးအခုတော့အဲ့ဒီကောင်လေးရဲ့စပင်းကလည်းအလကားနေနဲ့ဖြက်စီးခံတော့မယ်အဲ့ဒီကောင်လေးကြည့်ရတာစပင်းနောက်တစ်စီးလဲချက်ပြီးတော့ဝယ်နိုင်မဲ့ပုံလည်းမပေါ့အဲ့တော့ဆိုရင်တော့နောက်လာမယ့်ပြိုင်ပွဲကြရင်တော့ဒုက္ခရောက်နေတော့မှာပဲဆိုပြီးတော့ကျော်ကြီးကိုပြောလိုက်ပါတယ်ကျော်ကြီးကလည်း မင်းပါစပိတ်ထားစမ်းပါကွာပါလဲငါတို့ကသူ့အတွက်ဝမ်းနဲ့ပြီးနေရမှာလားဆိုပြီးတော့ပြောလိုက်ပါတယ်ကျွန်တော်သူတို့နောက်ကနေကားမီးရောက်တစ်ခုကပေါ်လာတာကြောင့်ကျော်ရီတို့လည်းအနောက်ကိုလက်ကြည့်လိုက်ပါတယ်ကျော်ချင်းပါပဲကားရဲ့နဘေးကနေတွေ့ပြီးတော့လိုက်လာခဲ့တဲ့ခြေကိုမြင်လိုက်ရတာကြောင့်သူတို့လည်းမျက်လုံးပြူးသွားကြပါတယ်ကျေလေသူဆက်ပြီးမောက်ပြီးတဲ့နောက်မှာတော့ ကျော်ကြီးကိုဒီတိုင်းပြန်လိုက်ဖို့ကမဖြစ်နေတာကြောင့်ဘေးနားကကားပိုင်ရှင်စီကိုသွားလိုက်ပြီးတော့သူ့ကိုကားနဲ့ဆွဲခေါ်သွားပေးလို့ရမလားဆိုပြီးတော့အကူအညီတောင်းလိုက်ပါတယ်။ကားပိုင်ရှင်ကလည်းကြီးရဲ့စကားကိုကြားတော့သဘောကျသွားပြီးတော့မင်းကိုကြည့်ရတာအရင်တုန်းကငေါ့ငါပြန်ကြည့်နေရတယ်လို့ပဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ခုနောက်ကားပိုင်ရှင်လည်းကြီးကိုသူ့ကားနဲ့ဆွဲခေါ်လာခဲ့ပြီးတော့စောက်ကျင်မကောင်းတဲ့ကျော်ကြီးကိုအမိပြန်လိုက်နိုင်ဖို့ကူညီပေးလိုက်ပါတယ်။ ဒီလိုနဲ့ဂျေလေသူ့ကိုဆွဲခေါ်လာခဲ့တဲ့ကားရဲ့အရှင်ကိုအသုံးချပြီးတော့ကျော်ရီတို့ကိုဆောင်ရမ်းမြန်တဲ့အရှင်နဲ့ကြော်တဲ့သွားပါရယ်ကြော်ချိန်မှာတော့ကျော်ရီဂျေကိုကြည့်ရတာခဏလောက်စွန့်အပ်သွားခဲ့ပြီးတော့ပြီးတော့မှတတိပြန်လည်လာကကမန်းကရန်ပြန်လိုက်ပါရယ်ဒီလိုနဲ့ဂျေကပြိုင်ပွဲကိုပြန်လဲဥဆောင်သွားခဲ့ပြန်ပါရယ် အနာနေတဲ့အချိန်မှာတော့ဂျေလည်းသူ့ရှိမှအကူအညီတစ်ခုကိုတွေ့လိုက်ရပါတယ်။နောက်ကလိုက်လာတဲ့ဂျော်ကြီးကလည်းဂျေကိုကြည့်ပြီးတော့အလောက်မြန်နေတဲ့စပီကြီးနဲ့ဂျေအကူအညီကိုဘလို့ကြွေမှလဲဆိုပြီးတော့တွေ့နေခဲ့ပါတယ်။အရှိမလျှော့ပဲနဲ့မောင်းလာခဲ့တဲ့ဂျေကလည်းဂျိုးအကူအညီကိုရောက်တဲ့အချိန်မှာတော့ကစ်ဆွဲပြီးတော့ကြွေလိုက်ပါတယ်။ဒါမှမဟုတ်နောက်ပေါ်မှာကမိုးရီတွေကြောင့် GSK ကလူရထဲပို့ပြီးတော့ရှည်သွားခဲ့ပါတယ်။အရှင်ကလည်းပါနေရကြောင့်ဂျေလည်းခြေရောက်ပါထောက်ပြီးတော့အရှင်ကိုထိန်းနေရပါတယ်။ ဂျီလိုနဲ့ကားလမ်းတစ်ဘေးမှာပလက်ဖောင်းကလည်းရှိနေတာကြောင့်ကန်ကောင်းသွားခဲ့ပြီးတော့ဂျီလက်ထိုဖလက်ဖောင်းကိုအသုံးပြုကာသူ့ရဲ့စကိတ်ကိုထိန်းလိုက်နိုင်ခဲ့ပြီးတော့ချက်ချင်းပဲစပင်းကိုပြန်ထိန်းကာပုံမှန်လိုပဲပြန်စီးသွားပါတယ်။ဂျော်ရီလည်းဂျီလုသွားတာကိုကြည့်ပြီးတော့ဒီဆောက်ယူလေးကတော့တေးချင်နေပြီနဲ့တူတယ်ဆိုပြီးတော့ပြောကာနောက်ကနေအသေးတံပြန်လိုက်နေရပါတယ်။စိုက်ကယ်နဲ့ဗီဒီယိုလက်ရတဲ့ကောင်းကလည်းအခုလိုအချိန်ကြီးမှတော့ဂျီကဒီလိုမျိုးတွေလှုပ်ပြသွားတာကြောင့်ဒီကောင်လေးကတော့မလွယ်ဘူးဟိတ်ဆိုပြီးတော့ ြောနေခဲ့ပါတယ်။ဂျီကတော့ရှီကနေဥဆောင်ပြီးတော့ပန်းတိုင်ကိုအလင်းမြန်သွားနေခဲ့ပါပြီ။နောက်မှကြံခဲ့တဲ့ဂျော်ကြီးကတော့သူ့ကိုယ်ရဲ့စကားတွေကိုပြန်ကြောက်နေပြီးတော့ဂျီကသာရှင်ရင်တောက်ရှိအကြီးကြီးကွဲတော့မှဖြစ်တာကြောင့်ဂျီကောင်ငါရှုံးလို့မရဘူး။ငါတခုခု ထားလို့မှရမယ်ဆိုပြီးတော့ကြွေးနေခဲ့ပါတယ်။ဂျီလုံးနဲ့လမ်းပေါ်မှာလည်းအတွဲတွေကလည်းခြေတစ်ချောင်းအောက်မှာခိုးနှမ်းနေကြပါတယ်။တို့ချီမှာပဲဂျီကသူတို့နားကနေဝီကနဲ့ဖြတ်သွားတာကြောင့်လန့်သွားကြပါတယ်။နောက်ကလိုက်လာတဲ့ဂျော်ကြီးကလည်း ချူတွဲဆောင်ရဲ့ချီးကိုထပ်ပြီးတော့အလေးတုပ်သွားပြန်ပါတယ်။ကျွန်တော်ကျော်ကြီးကစိုက်ကယ်သမားကိုအရှင်တင်းမှုပြောလိုက်ပါတယ်။စိုက်ကယ်သမားကလည်းကျော်ကြီးရဲ့အခြေအနေကိုကြည့်ပြီးတော့ဘာဆက်လုပ်တော့မယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဒီလိုနဲ့ပဲစိုက်ကယ်သမားကသူ့စိုက်ကယ်ကိုအရှင်တင်းလိုက်ကကျော်ကြီးရဲ့ရှေ့နားကိုရောက်လာခဲ့ပါတယ်။ကျော်ကြီးကလည်းအထောင်းစားလေးမင်းတော့သေပြီးသားမှတ်ဆိုပြီးတော့စိုက်ကယ်ရဲ့အမီးကိုလမ်းကန်လိုက်ကစိုက်ကယ်သမားကိုလည်းခြေကိုအမီလိုက်ဖို့ပြောလိုက်ပါတယ်။ ီလိုနဲ့နောက်တစ်ပိုင်းမှာလဲဂျီကဥဆောင်နေပြီးတော့ကျော်ကြီးကလည်းထီးကြီးကိုကင်ကစိုက်ကယ်ရဲ့အကူအညီနဲ့ဂျီရဲ့နောက်ကိုစောင့်ကြည့်ရုပ်တော်မဲ့မျက်နှာသားကြီးနဲ့လိုက်လာနေခဲ့ပါတယ်စိုက်ကယ်သမားကလည်းကျော်ကြီးကိုဟေးအဲ့ဒီကောင်လေးကဆောင်ရွက်မြန်နေရဲ့ဟာဒါနဲ့မင်းတို့ကောင်လေးပြန်ဝဲရဲ့ rule တွေကိုဖောက်နေကြတယ်လို့ပဲဆိုပြီးတော့ပြောလိုက်ပါတယ်ကျော်ကြီးကတော့လမ်းပေါ်မှာပြန်နေပြန်ဝဲကိုလာပြီးတော့စီမီစီကန်းတွေပါတယ်လာမပြောဖို့ပြောလိုက်ပါတယ်ခဏနေတဲ့အချိန်မှာတော့ကျော်ကြီးလည်းခြေကိုမိလာခဲ့ပြီးတော့ ဆိုင်ကယ်သမားကိုသူဘာလုပ်ပြမလဲဆိုတာကိုစောင့်ကြည့်နေလိုက်ဆိုပြီးတော့ပြောကာချွတ်သွားပါရယ်ဒီလိုနဲ့ဖီနီတုံးကလိုပဲနောက်ကနေစောင့်ကြည့်လက်ရုပ်တော့မယ်ကျော်ကြီးကကြည်နာကိုတပြေးပြေးရောက်လာနေခဲ့ပါပြီကြည်ကလည်းကျော်ကြီးသူ့နာကလာပြီးဆိုတာကိုသတိထားမိနေပါရယ်ကျော်ချင်ပါပဲနောက်ကနေလိုက်လာတဲ့ဆိုင်ကယ်ရဲ့မိအောင်ကြောင့်ကြည်ကသူ့နောက်ကနေထီးကြီးကိုကင်ပြီးရလိုက်လာတဲ့ကျော်ကြီးအရေးကိုမြင်လိုက်ရပါတယ်။နောက်ကနေကျော်ကြီးကလည်းထီးကြီးကိုကင်က ဂျေဆပ်ဘီရဲ့နောက်ဘေးကိုပဲမျက်စိကရောက်နေခဲ့ပါတယ်။ဒီလိုနဲ့သူလမ်းကျိုးလို့ရမယ့်အနေထားရောက်တဲ့အချိန်မှာတော့ဒါလေးကိုမြည်ကြည့်လိုက်စောက်တရောင်စားလေးဆိုပြီးတော့ခြေကိုဂျေဆပ်ဘီရဲ့နောက်ဘေးနဲ့ကို အားရပွားရချက်ချလိုက်ပါတယ်။ဂျေကလည်းချက်ချင်းပဲစကစ်ဆွဲလိုက်ပြီးတော့သူ့ရဲ့နောက်ဘေးကိုတခြားတစ်ဖက်ကိုပို့လိုက်ပါတယ်။ခုနောက်ကြိုကြီးလေးခြေကိုစောက်ချင်းရုပ်ချင်းနဲ့ဇောကြည့်ပြီးတော့ချီးနဲ့လိုက်ထွေးနေတဲ့အရှိန်လုံးက ောက်ကျိုးတွေနဲကုန်ပါော်ရင်ဒီလိုနဲ့စောက်ကျိုးမကောင်းတဲ့ကျိုးကြီးလေကျုံးလုံးပလက်လန်ကပန်းတိုင်ကို ထွက်သွားပြီးဖြစ်တဲ့ကြည့်ကိုနောက်ကနေပဲကြည်နေခဲ့ရပါတယ်ပါဇက်ကနေလေတနိုးနိုးပဲအော်နေခဲ့ပါတယ်ပန်းတိုင်မှာတော့ကျော်ကြီးဖွဲ့သားတွေကသူတို့လူအရင်ရောက်လာမဲ့အထင်းနဲ့သူကြီးတချောင်းကိုကင်ကာစောင့်နေပါတယ်ဂရုံးပေါက်တဲ့ကောင်ကတော့ဂျစ်ဆက်ဘင်းကိုဖျက်ဆီးပြီးတော့ အမိုက်ကောက်သမားရင်းစီမှာရောင်းစားမယ်ဆိုပြီးတော့ပြောနေပါသေး။ဒီလိုနဲ့ဆိုင်ကန်တန်ကြတော့သူတို့ရောက်လာကြပြီဆိုပြီးတော့အကောင်လုံးကလာရလန်းကိုကြည့်နေခဲ့ပါတယ်။စကားတော့ဆိုင်ကန်မိကြောင့်ဘသူဘေဝါမမတိခဲ့ကြပါဘူး။ဒီလိုနဲ့တဖြည်းဖြည်းသူတို့နားကိုရောက်လာတဲ့အချိန်မှာတော့သူတို့မျောလင့်ထားတဲ့လို့ကြော်ကြီးကအရင်ရောက်မလာခဲ့ပဲနဲ့မိုးကြီးတွေလည်းမှပန်းတိုင်ကိုအလင်းမြန်ရောက်အောင်လာနေတဲ့ခြေကိုတွေ့လိုက်ရပါတယ်။ အကောင်လုံးကလည်းဒါကမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောနေကြကလက်မခံနိုင်ဖြစ်နေကြပါတယ်။နောက်ဆုံးမှာတော့ဂျီကသူ့ရဲ့အနာကိုယောက်လာခဲ့ပြီးတော့ပြန်ပွဲကိုလက်လာပပလေးအဆုံးသတ်ပြီးလိုက်ပါတယ်။ဒီလိုနဲ့ပဲခဏနေတဲ့အချိန်မှာဂျိုအီကသွမ်းနိုင်ကိုယောက်လာခဲ့ပါတယ်။အကောင်လုံးကလည်းဘာတွေဖြစ်သွားခဲ့လဲဆိုပြီးတော့ဂျိုအီကိုဝိုင်းပြီးတော့မေးခွန်းထုတ်နေခဲ့ကြပါတယ်။ဂျိုအီကတော့ခေါင်းငိုက်ဆိုင်နဲ့ဘာတစ်ခုံးမှပြန်မပြောဘဲနဲ့ငြိမ့်နေခဲ့ပါတယ်။ဂျီကတော့သူ့ကြောင့်အင်ဂျီကိုပြန်ခို့လိုက်ပြီးတော့ ကျွန်တော်သွားတော့မယ်နော်ကျွန်တော်တို့ရှုံးတဲ့သူရဲ့စပင်းကဖြစ်စည်းခံမဲ့ဆိုတဲ့စီးမြင့်ကိုလည်းမေ့လိုက်ကြအောင်အခုလိုရှုံးနေဆိုတာကလည်းစပင်းနဲ့မှမဆိုင်တာအဓိကလူနဲ့ပဲဆိုင်တာဆိုပြီးတော့ပြောကချွတ်သွားပါရင်ကျော်ကြီးဘက်ကကောင်းနေကလည်းဂျေးကိုဒီတိုင်းလှုပ်ပေးလိုက်မလို့လားဆိုပြီးတော့ကျော်ကြီးကိုမေးနေခဲ့ပါတယ်ကျော်ကြီးကတော့သူ့စီကိုတူယူလာခဲ့ဖို့ပဲသူ့ကောင်တွေကိုပြန်ပြောလိုက်ပါတယ်တူကင်ထားတဲ့ကောင်ကလည်းကျော်ကြီးရဲ့စကားကိုကြားတော့ကြောင်ပြီးတော့ရက်ကြည့်နေခဲ့ပါတယ် ကျော်ကြီးကလည်းမင်းတို့ကောင်တွေနားကန်းနေလားဆိုပြီးတော့သူ့စီကိုပြူယူလာပြီးပေါ်ပြောလိုက်ပါတယ်။ဒီလိုနဲ့ကျော်ကြီးလည်းသူ့ဆက်ဘင်းကိုသူကိုယ်တိုင်ပဲတစားစီဖြစ်အောင်တူနဲ့ထူပြစ်လိုက်ပါတယ်။အခုချိန်မှာတော့ကျော်ကြီးကထိုင်နေတော့ကအကောင်ထလာမှပေါင်ကျိုးဆိုသလိုပဲသူ့ကိုပြောကြတဲ့ကချွေနေသေးချဆင်းနေခဲ့တဲ့နာပါ။အခုတော့ဖင်ရပြီးတော့ဂျီနဲ့သွားပြိုင်တော့စောက်ရက်ကွဲပြီးဖြစ်ပါတယ်ခင်ဗျာ။โอเคပါခင်ဗျာ။ ီလိုနဲ့ပဲဒီအပိုင်းလေးကိုဒီနေရာမှာပဲစသိန်းချပြီးတော့နောက်လာမယ့်အပိုင်းတွေမှာတော့ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာကိုကျွန်တော်နဲ့တူစောင့်မျှော်ကြည့်ရှုပြီးကြပါခင်ဗျာဒီနေရာလေးလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ